မန္တလေးတိုင်းနှထိုးကြီးနဲ့အနောက်ချမ်းမှာရှိတဲ့မန္လဲကျွရကိုမနေ့ကမွန်လဲပိုင်းမှာစောစုကဂျက်ဖိုက်တာနဲ့လေကြောင်းပုံးကျပစ်ခတ်သွားခဲ့လို့မိသားစုဝင်၃ဦးသေဆုံးသွားခဲ့တယ်လို့နှထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ရှိသူက MPP ကိုပြောပါတယ်။နှထိုးကြီးနယ်မန္လဲရွာတောင်ပိုင်းကိုတိုက်ပွဲမဖြစ်ဘဲစောစုကမလ25ရက်မွန်လဲတနအိခွဲအချိန်မှာလေကြောင်းကနေဂျက်ဖိုက်တာတိုက်လေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အပြင်ရော့ကက်တွေနဲ့ပါပစ်ခတ်ခဲ့တာပါ။ ဲ့ဒီဆော့စုဘုံတွေဟာနေအတွင်းထမင်းစားနေကြတဲ့မိသားစုဝင်၃ဦးကို ထိမှန်တည်ဆုံခဲ့ပြီးနေအိမ်၃လုံးမိလောင်ပျက်စီးသွားခဲ့တယ်လို့နထိုးချင်းမြို့နယ်ပကဖတာဝန်ရှိသူကပြောပါရယ်။ဘုံတိမှန်တည်ဆုံသွားခဲ့တဲ့မိသားစုဝင်၃ဦးဟာထန်းတက်သမားမိသားစုတွေဖြစ်ပြီးတည်ဆုံခဲ့တဲ့မိန်းကလေးငယ်ဟာအသက်၉နှစ်သားရှိပါသေးတယ်။ဆိုးစုကနထိုးကြည့်နဲ့အနောက်ချမ်းမြင်းချမ်းနဲ့အဆက်ကကျေးရွာတွေဖြစ်တဲ့လက်ဝဲမြင်းနေကုန်းအောင်နဲ့ရွှေမုတ်တော့ မန်လယ်စတဲ့ကျေးရွာတွေကို၃ရက်ဆက်လေကြောင်းပုံကျခဲ့ရကြောင်းဒေသခံ၃ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရရှိကနေ20ကျော်မီလောက်ပျက်စီးပြီးဖုံးကြီးကျောင်းဆောင်ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါရတယ်။